တိုင်းငါတော်ဒီတောင်းကပေါ့မှာနှစီပဲဝင်လို့ရမယ်ဂျုံဝဲမင်းသားထုတ်ထားတယ်ဆန်ဂရီယာဘယ်မျိုးလဲဘယ်စရှိပါမလဲဖလစ်ဂျပန်ဆိုင်ရဲ့ဇီကိုဂျုံဝဲမင်းသားကတငယ်ချင်း Gut Hollinger ကို custom ပြုလုပ်ဖို့အလုပ်ပေးရင် custom modify ကိုကြိုက်သွားတဲ့ Kinu Viva ARCS ဆိုတဲ့နာမည်နဲ့ဆန်ဂရီကို2017ခုနှစ်မှာ company ထောင်ပြီးတော့စတင်ထုတ်လုပ်ပါတော့တယ်2014ခုနှစ်မှာပထမဆုံး KGD1 အမည်နဲ့စတင်ထုတ်ခဲ့ပြီး2019ခုနှစ်မှာ မတ်တပ်143 2022ခုနှစ်မှာ ARGT 1S ဆိုပြီးတော့ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ဒီဆိုင်ရဲ့၃စီးလုံးက ARCH Motor ဆိုင်ရဲ့ website မှာ order မှာမှ handmade သေးသေးပြုလုပ်ပေးတာဖြစ်ပါတယ်။အကောင်းဆုံး high end premium ဆန်တဲ့ပစ္စည်းစိတ်ပိုင်းတွေတက်ဆင်ထားပြီးအတန်ပါဝါရှိန်အားကြမ်းကြမ်းလိုချင်တာကြောင့် 2000cc အထက် V twin engine တွေကိုအသုံးပြုထားပါတယ်။ဆိုင်ရဲ့ order မှာရင် Kinu Reef နဲ့ကံကောင်းရင်တွေ့နိုင်ပါတယ်။ဒီဆိုင်ရဲ့အသုံးစီးလောက်ကလက်စည်းကိုမြန်မာငွေ3,500ဝန်းကျင်လောက်စက်တင်မှာဖြစ်ပါတယ်။ဒါအရင်ငွေစင်းနဲ့ဆိုရင်3,100ဝန်းကျင်လောက်စက်တင်မှာဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ ANCH Motorcycle တွေကိုလုံးမြန်ပါလေဒါထဲပတ်သက်ရှိလို့ရှင်ဝယ်ပြင်မလားရှားပယ်ဆိုင်ရဲ့မျိုးစားကိုရွေးချယ်ပြင်မလဲဆိုတော့ comment မှာပြောပြခဲ့ကြပါအောင်ခင်ဗျ